စာချစ်သူများအားလုံးမင်္ဂလာပါရှင်။ဆီယမ်မဂျူရေးသားထားတဲ့မြစ်ပြင်ပေါ်မှာဆိုရဲဝတ္ထုတူလေးကိုဖတ်ပြမှာဖြစ်ပါတယ်ရှင်။မြစ်ပြင်ပေါ်မှာ1996ခုဩဂုတ်လမဟေတီမဂ္ဂဇင်းကျွန်မရေကူးတနံတက်မီဟုကြေညာလိုက်တော့အခါကျွန်မတငယ်ချင်းများကအံ့ဩစွာရေမောကစာနောက်လောင်ပြောင်ကြသည်။ရေကူးဝတ်ဆောင်ဝတ်ပြီးရှိုးပြခြင်းလို့ဟုကျွန်မကိုသူတို့သတ်မှတ်ကြသည်။လူတယောက်ဟာ ရေကူးတက်ဖို့တော့လိုတာပေါ့။ ကျမဤတုံ့ပြန်ချေပါမှုကိုသူတို့လည်းလူရှုခဲ့ကြသည်ထို့သောကျမဤရေကူးတန်နှန်းချိန်များတွင်ကျမနှင့်အတူနနက်အစောထပြီးအဖော်အဖြစ်လိုက်ပါအားပေးခဲ့ကြပါသည်တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးပြီးနောက်ကျမတစ်ဖြည်းဖြည်းရေကူးကျွမ်းကျင်သူဖြစ်လာသည့်အခါသူတို့ဤစားနောက်မှုများတစ်ဖြည်းဖြည်းကျဲပါသွားသည်ထို့နောက်ကျမအတန်းလိုက်ရေကူးချန်ပီယံထိုမတဆင့်မေဂျာလိုက်ရေကူးချန်ပီယံဘွားတို့ရောက်လာ၏ ထိုအခါသူတို့အားလုံးကျမအားတအံ့တအောအလေးအနက်ထားလာခဲ့တော်သည် ရေကူးကျွမ်းကျင်သူဘဝရောက်ဖို့တကယ်တော့ငါးနှစ်တိတိကြမြင့်ခဲ့ပါသည်ထို့နောက်ကျမ၏ရေကူးချန်ပီယံဘဝအင်တာဗျူးများစတင်ခဲ့ပါသည်အံ့နင်းဟာလေအခုမှပဲနာမည်နဲ့လိုက်သွားတော့တယ်တကယ်တော့ကျမအားဤစကားဖြင့်သူတို့မကြခဏရှုံချပြစ်တင်ခဲ့ပေါင်းများလာပါပြီကျမသည်အံ့ဩစရာကြောင့်စီစီတတော်ဝါအဖြစ်သူတို့မကြခဏမြင်ခဲ့ကြသည် ်ပြောစမ်းမအောင်အံ့နင်ဘလို့ဖြစ်ပြီးရေကူးဖို့စိတ်ကူးပေါ်လာခဲ့ရတာလေဤမေခွန်းသည်သူတို့အတွက်တာမန်မေခွန်းဖြစ်တော်လဲကျမအတွက်တော့ထူးခြားစွာခံစားရသည့်မေခွန်းဖြစ်သည်ထိုမေခွန်းသည်ကျမအားသူတို့မေခဲ့သည်နင်သူနဲ့ဘာဖြစ်လို့ကွဲသွားတာလဲဟုသည်မေခွန်းလိုပင်အဖြေရခတ်သည်ကျမခက်ဟက်ဟက်ရီမောလိုက်မိသေးသည်ထင်သည်ငါအဖြေချရရင်နင်တို့ရှယ်မှာပဲဟာတကယ်လဲအဖြစ်ပြက်ကရှယ်စရာကောင်းသည်သို့တော့ ဒါကလည်းရဲနိုင်သွားသည့်အခြေမှုဖြစ်သည်မရဲနိုင်သေးသည့်အခြေတွေတုန်းကကျမနာကျင်ခံရခက်စွာမျက်ရည်ကျခဲ့ရသည်သည်မိဘအုပ်ဟာဖြေးမသာဖြေးစမ်းမှာကျမသည်အလေးအနက်စဉ်းစားပြီးနောက်တည်ကြည်သောမျက်နှာထားဖြစ်အောင်ကြိုးစားအင်ထရီဆယ်လျက်သူတို့ကိုဖြေးခဲ့သည်မိမတယောက်ဟာဘယ်ကိစ္စမှမဆိုကိုချရာပေါ်ကိုရက်ဖို့အတွက်ရေကူးတက်ဖို့လဲလိုရဲကွာအဲ့ဒါကြောင့်ငါရေကူးတင်ခဲ့တာပေါ့ ထို့အဖြစ်ကြောင့်သူတို့အားလုံးဝိုင်းဆဲကြတော့အခါကျမဟဟပပရေလိုက်ရတာအလွန်ပျော်စရာကောင်းပါသည်ကျမတို့ဤညာဦးမျိုးသည် AR မြေကမ်းမပေါ်တွင်တည်ရှိသည်ဖြစ်တော်လဲကျမရေမကူးတတ်ခဲ့ပါရေကူးတင်ဖို့လဲလုံးဝစိတ်မဝင်စားခဲ့ဘူးပါမြေကမ်းပေါ်မှာရေချိုးသည့်အမှုကိစ္စများနှင့်လဲကျမအလွန်ဝေးကွာပါသည် ကျမတို့အိမ်တွင်မိရေကိုမော်တာဖြင့်ဆုပ်တင်ပြီးရေတိုင်ကြီးမှကျသောရေကိုသုံးဆွဲကြသည့်ဖြစ်ရာကျမတို့သည်ရေအတွက်အနည်းငယ်မှပင်ပူပန်သောကမရောက်ခဲ့ရပါရေမကူးတတ်သောကျမသည်ရေလန်းခီးကိုတော့အလွန်ရင်ခုန်စွာမတ်မော်ခဲ့သူဖြစ်သည်ကျမ90ရက်စင်တဲ့ចောင်းသူဘွားမှစ၍ AR မြစ်ကို အထက်အောက်ဆုံဆန်သွားလာခဲ့သည် တက္ကသိုလ်ရောက်တော့တငယ်ချင်းတွေနဲ့ဆူ၍ခྱི་ထွက်ကြသည့်အခါတိုင်းမော်တော်ဖြင့်မြစ်ကိုဖြတ်ရသည့်ခྱི་များကိုကျွန်မစိတ်ဝင်စားခဲ့သည်။ကျွန်မသည်မြန်မာနိုင်ငံ၏မြစ်တော်တော်များများတွင်ခྱི་သွားခဲ့ဘူးပါသည်။မန္တလေးမှမင်းကွန်းသို့ ARE မြစ်ကိုဖြတ်လျက်မော်တော်ဖြင့်ကူးသွားမှုသည်မန္တလေးမှပခုတ်ကူသို့အသွားတွင်ပရိမမှချင်းထွေးမြစ်ကိုဖြတ်လျက်ခྱི་သွားမှုသည်ပခုတ်ကူမှညောင်ဦးသို့မော်တော်ဖြင့် ARE အမြစ်အတိုင်းပြန်လာမှုသည် မင်းမူးမှမကွေးသူ AR မြစ်ကိုမော်တော်နှင့်ဖြတ်ကူဘူးသည်စေတုတ်တရာမျိုးမှရှောက်တော်အထိလှေဖြင့်မုံမြစ်ကိုဆုံဆင်းဘူးသည်မော်လမြိုင်မှဖအံသို့တန်လွင်မြစ်ကြောင်းအတိုင်းမော်တော်စီးဘူးသည်ညောင်လေးပင်မတောင်းမှရွှေကျင်သို့စစ်တောင်းမြစ်ကိုဖြတ်လျက်မော်တော်စီးဘူးသည်ရွှေကျင်မြို့မှလည်းရွှေကျင်ချောင်းအတိုင်းလှေစီးဘူးသည်မြင့်မရန်ကုန်တို့ပင်လယ်ရေပြင်အတိုင်းတင်မောဖြင့်ခရီးသွားခဲ့ဘူးသည် ထိုရေချောင်းခရီးများတွင်အမြဲတမ်းပျော်ရွှင်ကြည်နူးရသည်ခြေတော်မဟုတ်ချေတခါတရံရေကြီးသည့်အချိန်လေထန်သည့်အချိန်တို့တွင်လှိုင်းကြည့်ပြီးလှေလူးလွန့်တိမ်ဆောင်သည့်အဖြစ်မျိုးလည်းမကြာခဏကြုံခဲ့ရဘူးပါသည်ရေမကူးတတ်ပါပဲနှင့်လှေမော်တော်တင်းမော်စီးပြီးဆိုကြဲကအနည်းနှင့်အများတော့စွန့်စားရသည်ကြီးပင်ဖြစ်သည်ဆောင်စားနိုင်သည့်စိတ်မရှိပဲမော်တော်ပေါ်မှာစိတ်ချလက်ချထိုင်လိုက်ပါဖို့မဖြစ်နိုင်ပါ။ကျမအမှတ်မိဆုံးထိတ်လန့်စရာ ရေချောင်းခရီးနှစ်ခုမှာ တန်လင်မရန်ကုန်အပြင်တင်မော်ခရီးနှင့်မင်းမှုမမကွေးတို့အတော်ကတိုးမော်တော်ခရီးများဖြစ်သည်ထိုခရီးနှစ်ခုစလုံးသည်ဇူလိုင်ဩဂတ်စ်မိုးရာသီများဖြစ်ကြပြီးမိုးသည်ထန်စွာရွာသွန်းချိန်များဖြစ်သည်လေကပြင်းထန်စွာတိုက်နေရာ ခရီးသည်များသည်ဖျားစာရွှလျက်စိတ်တည်ငြိမ်အောင်ကြိုးစားကြရသည် တန်လင်းနှင့်ရန်ကုန်အကူတင်မောခရီ၌တင်မောဤကြီးမားခန့်တယ်မှုအပေါ်အာကူရရနိုင်သေးတော်လဲမင်းဖူးမှမကွေးသူအတော်ကတော့မော်တော်ကလေးမှတိတိကလေးဖြစ်သည်မော်တော်ပေါ်မှာခီးတဲ့ရင်အများကြီးစုပြုံနေ၏မော်တော်ဘေးနေရန်မှာရေမြင့်နေပြင်းနှင့်တထွာတတာလောက်ပဲရှိတော်သည် AR သည်ဝါကောင်လာ၏ညနေ၄နာရီတွင်လှိုင်းလေအထန်ဆုံးလားကျမမသိနိုင်အဲ့ဒီနေ့ကတော့မော်တော်ကလေးသည်ဖြုံကနေဖြုံကနေရောက်လာတော့လှိုင်းများဖြင့် လွန်လူးလျက်ကျမ၏မျက်နှာမှာလည်းလိုင်းပတ်သည့်ရေပန်းရေဖွာများဖြင့်ဆိုးရွှဲလျက်ရှိသည်။ရောက်ချင်လာပါပြီဆိုမှအေရီမြစ်ပြင်ကလည်းမဆုံးနိုင်၊ကျေပြောလွန်လာသည်။မော်တော်ကလည်းလှိုင်းမြင့်နဲ့အတူတက်သွားပြီးလှိုင်းပြန်ကြသည့်အခါဤခနဲနေစဉ်ရင်းရိုင်သွားပြန်သည်မြစ်လေသို့ခတ်ဆောင်ဆောင်ဖြတ်တန်းရောက်ရှိလာသောအခါဟိုဘက်ကန်းနှင့်လည်းဝေးဒီဘက်ကန်းနှင့်လည်းဝေးกว่าလျက်ကျမရင်တထိတ်ထိတ်ခုန်ကကြောက်လန့်လာသည် မင်းပူဘက်ကမ်းမှာစကိန်းတဲဖျားသည်မိုးရီမိုးဆက်များဤကာစီမှုကြောင့်မှုံဝါဝါသာအရေးထင်နေသလိုမကွေးဘက်ကဘာစီမှာမြန်တလွန်ဖျားသည်လည်းမိုးဆက်ကလကဖြင့်မှုံဝါဝါသာတည်ရှိသည်ကန်စိုးလျင်တော့မော်တော်မှောက်မှာပဲဟုကျမစိတ်တုံတုံချကဖះကိုသာအာယုံပြုမျက်စိမှိတ်ထားခဲ့ရသည်ထို့သောအထိတ်တလန့်ခရီးများမကြာခဏရင်ဆိုင်ဖြစ်တော်ခင်ရတော်လဲကျမရေကူးတက်မှဖြစ်မည်ဟုသောအတွေ့မပေါ်ခဲ့ပေ ကန်သာနှင့်အမိကန်သာနှင့်အဖဟူသောစကားကိုလည်းစိတ်ဖြင့်တဖွားဖွားရေရွရင်းအန်နီရဲ့အတွက်ချုပ်တင်အသင့်ပြင်ထားခဲ့သည်ကန်းတို့ဆိုက်ရောက်ပြီးကန်းပေါ်သို့တက်လိုက်ရချိန်၌ရှင်ထဲမှာရှိနေသောလေးပင်သည့်တောကားဒုထည်ကြီးရုတ်တရက်ကြဆင်းလွမြောက်သွားကအယားယာကိုမေးလျော်သွားခဲ့သည်ထိတ်လန့်တုန်လှုပ်သောစွန့်စားမှု အနေရေကိုဂျမချက်ချင်းမေးလျော်သွားသည်ထို့ကြောင့်လည်းနောက်ထပ်စွန့်စားမှုအစ်စ်ကိုရင်ဆိုင်ရန်အသင့်ဖြစ်နေတတ်သည် ကျမအတွက်အထူးခြားသုံးစိတ်ကံစားမှုကိုပေးသည့်ရေချောင်းခီးမှာညာဦးကဘာပေးရှိတောက်ခုဥမင်တို့ပကံအေယာစိတ်ကမ်းမှမော်တော်ဖြင့်သွားရသောခီးပင်ဖြစ်သည်ထိုခီးသည်ကျမဘဝတွင်ဘယ်တော့မှမေ့ပြောင်းဖြစ်မရနိုင်တော့မည်ရေလန်းခီးတစ်ခုဖြစ်နေတော်မည်ဇွန်လ၏ညနေခင်းတစ်ခုဖြစ်သည်ဖြင့်အေယာရီမြည်ရည်သည်မြင့်တက်ဆန်းပြူနေပြီမိုးနေပါသောပကံညာဦးဒေတာတွင်ဇွန်လသည်ပူပြင်းခြောက်တွေ့နေဆဲဖြစ်သည်သောတော်မိုးရိပ်လေရိပ်တော်စင်စားပြူပြီး တခါတခါမိုးတက်လေခြင်းများကြောင့်လှိုင်းထန်လေထန်တက်သောအချိန်ဖြစ်သည်ထိုနေ့ညနေက AR မြေရေပြင်၌လှိုင်းကြီးနေခဲ့သည်ညာဦးသူဖြစ်သည့်အတိုင်းကျမသည်အနေနဲ့အရရမှတငယ်ချင်းများမိတ်ဆွေများပကံတို့ဖျားဖို့လာတိုင်းပကံဖျားများတို့လိုက်ပို့ရှင်းပြပေးနေကြဖြစ်သည်တချို့ဧည့်သည်များကကျမအိမ်တွင်တဲခိုသည်တချို့ဧည့်သည်များကတဲခိုခန်းများဟိုတယ်များတွင်တဲခိုသည် ဘာပဲဖြစ်ဖြစ်ကျမကတော့နေမြေကျွမ်းကျင်သူဖြစ်သည့်အလျောက်တာမန်ဖျားဘူးခီးတယ်များအယောင်နေသည့်ဖျားများအထိစိတ်ဝင်စားသူရှိပါကလိုက်လံပြသပေးခဲ့ပါသည်မင်းနဲ့သူရွာကတရုတ်ပြင်းမင်းတည်ထားသောဖျားမှအစာပြု၍တန်မူလားဟုအမိတွင်သောဖျားနှင့်ဖျားသုံးစုစသည့်အထိထို့ပြင်ရွာဟောင်းကြီးတဝိုက်မှလူတိနေသောဖျားများတိတိပြည့်စရာရွာ၏အစွန်ရှိဖျားများ ထိုရက်ကတော့ကျမလိုက်ပို့ရှင်ပြရသည့်ဧည့်သည်မှာကျမဤချစ်သူဖြစ်နေသည်ထိုကြောင့်သူသွားချင်သည့်ဖီးယားများတို့မြင်းလဲဖြင့်တစ်မျိုး စပိန်ဖြင့်တစ်မျိုးကျမလိုက်ပြခဲ့ပါသည်သူကညောင်ဦးဘကဖီးယားများတို့ရောက်ဖို့ချင်သည်ဟုအဆိုပြုလာသည်ညောင်ဦးဖီးယားများအနက်ဖီးယားဘူးများရောက်နေကြမှာရွှေစည်းကုံဖီးယားသာဖြစ်သည်သူကတော့တကြမှုနီဂုံတော်ကြီးဖီးယားကျောက်ဥမင်တို့ကို ရောက်ချင်သည်ဟုဆိုပါသည် သူပြောသည့်ဖျားများသည့်ညောင်ဦးကဘာနာတွင်စီတန်လျက်တည်ရှိသဖြင့်ထို့အပြင်ကားလမ်းဖြင့်သွားဖို့လည်းခက်ခဲလာသဖြင့်ကျမကရေလမ်းကိုရွေးချယ်စေပါသည်ဆက်တက်မော်တော်လေးတစ်စင်းငါပြီးကျမနှင့်မြို့ခန့်တငယ်ချင်းတယောက်အဖို့ခေါ်ကသူ့ကိုစိတ်ပါလက်ပါကျမလိုက်ပို့ပေးခဲ့ပါသည်သူကတမိုင်းအထီးကဖြင့်ចောင်းတက်နေသည့်ဝိဇာចောင်းသာကျမကယူပပီရာအထီးကဖြင့်ចောင်းတက်နေသည့်တိတ်ပံចောင်းသူ သို့တော်ရှီဟောင်းပကံဖျားများအကြောင်းဆွေးနွေးပြောဆိုရရင်တော့ကျမနှင့်သူ အသိပညာနှင့်စိတ်ဝင်စားမှုချင်းတော်တော်နှီးဆက်စွာဖက်လဲနိုင်ကြပါသည် မော်တော်ပေါ်ရင်ဖျားရိအကြောင်းဘရင်တွေအကြောင်းရောက်တဲ့ရရာပြောဆိုရင်သူနှင့်ကျမတလဲစီဓာတ်ပုံရိုက်လျက်ပျော်ရွှင်ခဲ့ကြပါသည်သူကတောင်တက်တောင်ဆင်လွယ်ကူရန်ဟုအကြောင်းပြလျက်အနက်ရောင်ချင်းပေါမီကိုဝတ်ထားပြီးပေါမီအနာကို ခြေတလုံးထိပင့်တင်ထားပါသည် သူ့အင်ဂျီကနေပူတန်လေတန်ခန့်နိုင်မြီခက်ကြမ်းကြမ်းချီတဲ့အပြာနုရောင်လက်ရှိဖြစ်ကြောင်းကျွန်မမှတ်မိသည်။"ကျောင်းမှသူ့ကိုပစိုးဖြင့်လေကရုံအင်ဂျီဖြူဆွတ်ဆွတ်ဖြင့်မြင်နေချင်ကျွန်မမှာအခုလိုအကျန်းတဲ့အဝတ်အစားများဖြင့်မြင်တွေ့ရတော့အနည်းငယ်အံ့ဩသလိုတော့ရှိတာ"အဝိအစားကြောင့်အနေထားပြောင်းတတ်သလားတော့မသိသူဤနူးညံ့တိမ်မွေးသည့်ဟန်များနေရာတွင် မာကြောကြောစိတ်ခက်ဆက်ဆက်ဟန်များရောက်လာသည်ဟုကျွန်မထင်မိသည် ကန်ဆက်မှာမော်တော်ကိုရက်လျက်တဲချောင်းကလေးရှိရာသို့ကုန်းမြင့်စင်ကြီးရှောင်းအတိုင်းကျမတို့ဖြတ်သွားရသည်။ရေမရှိသောတဲချောင်းကလေးကိုရောက်တော့ထိုတဲမြင့်များအတိုင်းချောင်းတလျှောက်ခရီးဆက်ကြရသည်။ဘေးပတ်ဝန်းကျင်သည်ငှက်မြည်တဲ့မင်မကြရအောင်တိတ်ဆိတ်လျက်ချောင်းရိုးတစ်ဖက်တစ်ချက်ရှိသပင်ကလေးများထံမှသစ်ရွက်စိမ်းနှင့်ရနှန်းဆူဆူကိုပါအာရပါရရှူဆိုင်လျက်ကျမတို့၏ရေမောတံများသည်တောင်ကပယံများအထိပြန့်လွင့်နေခဲ့ပူပါသည်။ ဥမင်မအပြန်တွင်ကုန်းတော်ကြီးဖျားအနီး၌မော်တော်ကိုခဏရက်စီပြီးကျမတို့ဖျားရှိရာကုန်းမြေစီသို့တက်ကြရာပြန်သည်။နည်းမြမကျွမ်းကျင်သောကြောင့်မကြာခဏဆူဆူလျက်တအားအားအော်နေခဲ့ရသည့်သူ့ကိုကြည့်ကကျမတငယ်ချင်းကရေမောနိုင်ခဲ့တော်လဲကျမကမရေမောရက်ပါ။ယူကဖနက်ကိုဘလို့လှုပ်စီလို့ဆူဆူရတာလဲဖနက်ကအထူးကြီးကိုဘာလဲခြေတော့ကိုတစားကြီးထားပြီးတော့ဖနက်စီလား။ သူချင်းအောင်မှစူးနေသည့်ထနောင်းစူးနှင့်ခန္ဓာရစူးကိုကျမမကြာခဏနှုတ်ပေးရ၏ခန္ဓာရစူးစူးရင်ခန္ဓာရရွက်ကိုချိတ်ပြီးအုံရတဲ့ကိုမိုးရဲ့လာလာကိုလုတ်ပေးမယ်ကျမကခန္ဓာရရွက်ကိုချိတ်ပြီးသူချီဘွားဆောင်မှတင်တော့သူကရေမောကညင်းရန်ဟန်ပြင်းသည်အဲ့ဟာထားလိုက်စမ်းမှာခဏနေပြောက်သွားမှာပါညင်လောက်ခါမှာနိအွှဲ့ထဲကပိုးမွားတွေပါနေငါအနာရဲဝင်းကုန်မှာပဲရူးချုံပြောင်းနေ သို့တော်ချမတငယ်ချင်းကပါဝိုင်း၍ထောက်ခံပြီးတော့သူမတက်တာသဖြင့်ငြင်းခံခဲ့ရသည်နောက်တစ်ခါကျရင်ခုနောက်ကနေခုချီလန့်အတိုင်းလိုက်လန်းกว่าမဟုတ်ရင်စူးထက်စူးနေမယ်ကြားလားသူကြည်ကြည်နဲ့နဲ့ကောင်းငြင်းကသဘောတူခဲ့သည်အပြန်ခီးတွင်တက်ကြမှုနီဖျားသူအသွာလန်း၌သူစူးမစူးမီကျမအရင်စူးစူးသွား၏ကျမကတော့စူးစူးရာရိုးနေပြီဟူသည့်မျက်နှာပေးဖြင့်အောင့်အင်းမျိုးတိတ်ခါနာကျင်မှုကိုတင်းခံခဲ့ရသည် အဲ့ဟာငါဘက်ရှိရသွားမယ်နေငါနောက်ကပဲလိုက်သူကစိတ်မကောင်းဟန်ဖြင့်ညင်းညင်းညူညူပြောတော့ကျမကျင်းနဲ့စွာပြုံးနေခဲ့မိပါသည် ကျမတောင်ကုန်းမှာအစင်းတွင် just street ခင်များနှင့်ခြေချော်ကြလို့နေနေဖြစ်နေသည်ကိုယခုထိကျမတတိရနေသေးသည်ကိုမိုးရှိရဖယ်နော်ကိုချော်ကြလာရင်ယူကိုတိုက်မိပြီးညောင်စလုံးလဲကြသွားနေမယ်ဖယ်ငါရှိရခံတာတော့နေအကြတတတာပေါ့ဟာငါတမင်နေရှိရကာနေပြီးတာအဲရဲရဲတာဆင်းခဲ့ငါရှိရဲ့ ထို့အခါကျမစိတ်ချလူချမ်းမြေသွားတော့လေသူမသိအောင်ဟန်ဆောင်ခြင်းသေးသည်စိတ်ချလက်ချခြေချော်ကြသွားရင်ယူကဘေးကိုချက်ချင်းရှောင်ပြစ်လိုက်မှာမဟုတ်လားယိုးနေပြီဒါမျိုးယိုးနေပြီကျမတို့တဟားဟားရေမောခဲ့ကြသည်ကျမခြေချော်မကြခဲ့ပါထို့ကြောင့်သူကျမကိုစီး၍မဖမ်းဘဲဘေးရှောင်တိမ်ပြစ်မိမပြစ်မိကိုကျမမသိနိုင်ခဲ့ပါအပြန်ခရီးတွင်မော်တော်သည်ကျမအားစိုးရိမ်တော့ကရောက်အောင် ဖန်တီးပေးလိုက်ပါသည် ဟိုဘက်ဒီဘက်ကတောင်ကပ္ပယံများမိုးရေတိုက်စားသောကြောင့်ထောင်လိုက်ကွဲပြတ်နေသောမြေလွာများလှိုင်ကောင်းတပွဲဖြစ်နေသောလူတကိုဝင်စားသာရှိသောဂူများစသည်တို့ကိုကျမတို့ငေးမောလျက်မြစ်ပြင်ကိုဖြတ်တိုက်လာသောကြမ်းတမ်းသည့်လေကိုမျက်နှာမော်ခံယူလျက်မော်တော်ဆက်တံကိုနားထောင်လျက်ကျမတို့စကားတခွန်းစနှစ်ခွန်းစပြောလာကြသည်ထို့နောက်သူကမော်တော်ဥပိုင်းတွင်သွားထိုင်ပြီးဟုကျမနှင့်ခွဲခွာက မော်တော်ဥချွန်နာရှိပြင်ပြားရန်တစ်ခု၌ဝင်ထိုင်သည် ထိုးနောက်ရေပြင်တဲသို့လက်၌ထဲကသူ့မျက်နာသို့တိုက်ခတ်လာသောလေကိုတက်တက်ရင်ဆိုင်လျက်လိုက်ပါလာသည်ထိုးအချိန်မှာပင်မော်တော်ဆက်တန်ရုတ်တရက်ရက်သွားခြင်းဖြစ်သည်သူကခေါင်းထောင်ကြည့်ကဘာဖြစ်တာလဲဟုလမ်းမေးသည်ဆက်ရက်သွားတာမကြပါဘူးအကိုခဏလေးပါမော်တော်မအလုသမားလေးနှစ်ယောက်ဆက်ပြန်နှုတ်ကိုစူးစမ်းစင်မှာလေသည်မော်တော်ကိုအရှင်ပြင်းစွာတိုက်ခတ်လျက်ရှိသည် ရေလိုင်းတို့သည်ရေလေတွင်ညင်သက်သွားသော မော်တော်အားဝုန်းကနေဝုန်းကနေလာ၍တွန်းတိုက်လေသည် မော်တော်သည်ကမ်းနှင့်နီးနီးအနေအထားမှတဖြည်းဖြည်းချလဲလဲကမြစ်လေသို့ရောက်ရှိသွားလေသည်ရေလိုင်းတို့သည်မော်တော်အားအလျားလိုက်တွန့်လိန်နေသောကြောင့်မော်တော်ကဟိုဘက်ဒီဘက်ရင်းရိုင်ကလှိုင်းအတိုင်းနှိမ့်စင်လိုက်မြင့်တက်လိုက်ဖြစ်လာသည်။ကျမသည်မကြောက်တလို့ဟန်ဆောင်ရေးပြုံးနေရတော့လေရင်ထဲမှာတတိတိခုံကစိုးရိမ်ပူပန်လှပြီ။လှိုင်းတစ်ချက်ပုတ်လိုက်ုံဖြင့်မော်တော်တိတ်မောက်သွားနိုင်သည်။ ျမဤတငယ်ချင်းကရေအနေပါကူတတ်သည်ကျမကတော့ရေထဲရောက်သွားလျင်ပလုံကနဲမြုပ်သွားဖို့အချိန်တိတ်ကြမည်မထင်ပါထိုအချိန်တွင်ကျမသည် AR မြင့်ဤရေလိုင်းများကိုတစိမ့်စိမ့်ပြန်လဲကြောင်ရွံ့စိတ်ဝင်လာသည်မြင့်ဆိုသည်မှာအဝေးကကြည့်လျင်တာယာလှပ်ပါ၏သူ့အပေါ်မှာဖြတ်တန်းသွားစဉ်ဆက်အခြေအနေရင်းအခြေအနေနှင့်လှိုင်းအခြေအနေကောင်းလျင်စင်ကြကြကြည်နူးရင်မူစပွဲဖြစ်၏ ို့တော့ရေကြီး၍လှိုင်းထန်နေစဉ်အခြေအနေ၌မော်တော်ဆက်ရက်သွားပါကမြစ်ဆူသည်မှာအလွန်ကြောက်ရွံ့ထိတ်လန့်စရာအန္တရာယ်တစ်ခုဖြစ်သည်။ဘာကြောင့်မှန်းမသိထို့တို့တော့အခြေအနေတွင်ကျမသည်ယခင်ကကြုံဖူးခဲ့သမျှမြစ်ဤအန္တရာယ်များနှင့်ကြားဖူးသမျှမော်တော်တင်မော်တိတ်မောက်ခြင်းအသက်တည်ဆုံးခြင်းဘေးအန္တရာယ်များကိုသာမြင်ရောင်ကြားရောင်လျက်ထိတ်လန့်လာလေသည်။ဤထိတ်လန့်ခံစားမှုမျိုးကျမမကြာခဏခံစားခဲ့ရဘူးတော့လေတစ်ချိန်ပြီးတစ်ချိန်ကျမအတွက်အသစ်ဖြစ်နေသည် ဒီတစ်ချိန်မှာတော့ကျမအတွက်ကြောက်ရွံ့တုန်လှုပ်မှုအပြင်မျောလင်းချက်ကလေးတစ်ခုပါ အပေါ်ပါလာသည်ကျမအနာတွင်ကျမချစ်သူရှိနေသားပဲဟုသောမျောလင်းချက်ကလေးဖြစ်သည်ထိုမျောလင်းချက်ကြောင့်ပင်ကျမသည်ဘေးအန္တရာယ်နှင့်ရင်ဆိုင်နေလျက်ကစိတ်သက်သာရမှုကလေးအနှင်းငယ်ကိုပါ ခံစားနေရသည်သူကျမအနာမှာရှိသည်သူရေကူးတတ်သည်တခုခုအနေရကြုံနေသူသည်သူချစ်သူအတွက်အသက်ကိုစွန့်ရင်ဆိုင်လိမ့်မည် တချီရင်ကြီးမားသောလှိုင်းကြီးတစ်ခုကကျမနောက်ကျောစီမှဝုံကနေခုန်တက်လာသည်မော်တော်သည်ကျမနှင့်အတူရှေးသို့ငှိုက်ကြလျက်တိမ်းဆောင်သွားပြီးရေလိုင်းများမော်တော်ရဲခုန်ဝင်က ကျမကိုမှရေရွှဲဆိုသွားသည်ကျမသည်အားကနေအော်ဟစ်လျက်မော်တော်ဝမ်းထဲသို့ဒူးထောက်လျက်ကျသွားသည် ရဲတန်းတက်တက်ကြားလိုက်ရသဖြင့်ကျမမောကြည့်လိုက်တော့သူဒီကျမရှိရာသို့ရိုက်ထိုးရိုက်ထိုးလှမ်းလာရင်ရဲမောနေသည်ကိုမြင်လိုက်ရသည်ကြည်စံကျမတေမလောက်ကြောက်ရွံ့နေသည့်အချိန်တွင်သူကရဲမောနေနိုင်တဲ့လားစွန့်စားရတာကြိုက်တယ်ဆိုအဲ့အခုကြိုက်နိုင်သည်လားဒါသူရဲမောစရာလားသူကျမအနာမှာဝင်ထိုင်ကကျမကိုဆွဲထူတော့ကျမသူ့ကိုအစိမ့်စိမ့်ကြည့်မိသည် သူ့မျက်လုံးများတွင်စိုးရိမ်ပူပန်သည့်အရေးအယံလုံးဝမရှိပါခုမိုယူမကြောက်ဘူးပေါ့ ူကပခုံးတွန်း၏မကြောက်ပါဘူးမော်တော်မှောက်ရင်ကန်းဆက်ကိုရေကူးသွားမှာပေါ့မော်တော်အောက်မှာပြိမသွားဖို့ပဲအရေးကြီးရာဒါပေမဲ့ကိုရေမကူးတတ်ဘူးလေသူအံ့ဩတယ်လို့မျက်လုံးပြူသွားသည် သို့တော်ချက်ချင်းပင်ပြုံးရလိုက်သည်ဘာမှမကြောက်နဲ့မော်တော်ဘာမှမဖြစ်ဘူးဖြစ်ရင်လည်းပြင်ချက်တို့ပါတော့တစ်ခုခုသာတွေ့ထားဘရောမှရေမနစ်ဘူးကြောက်လန့်တကြားဖြစ်ရင်သာရေနစ်တာသိလား ထိုစဉ်ခဏ၌ဂျမစီတက်တာရရအောင်ပင်မော်တော်ဆက်တန်ကို ပြန်လဲချလိုက်ရသည် မော်တော်ဆက်ဤစုညံသောအတန်ကိုဒီတခါတော့တာယာလှသည်ဟုထင်မိသည်ကဲဒီမှာပဲညီငိထိုင်နေတော့အန်မော်တော်သည်မြစ်လေမှာလှိုင်းထန်ဖြင့်လူးလိမ့်နေရမှပြန်လဲတက်မဲ့သွားသည် ထို့နောက်ဆက်တန်တတီတီဖြင့်ရေပေါ်မှာစတင်ပြေးလွှားစားပြုလေသည်တချက်တချက်လှိုင်းတန်ကြောင်ခုံခုံသွားသေးတော်လေမော်တော်သည်ရေပေါ်မှာသူ့လမ်းကြောင်နှင့်သူပြေးလွှားလျက်ရှိသည် ူကကျမအနာမှာခွာဖို့ခြေလမ်းပြန်ပြင်သည်ကျမကသူ့လက်မောင်းကိုဖြတ်ခနဲဖမ်းဆွဲထားလိုက်၏ကိုမို့ဒီနားမှာပဲနေခတ်တိုးတိုးပြောတော့သူကခေါင်းတစ်ချက်ကုပ်လိုက်သည် မော်တော်ဘာမှမဖြစ်တော့ဘူးလေအံ့အခုပဲကန်းကတ်တော်မှာသူ့မျက်နှာမှာစောစောကလည်းပူပန်ရိမ့်မရှိ အခုလည်းဒီတိုင်းပင်ဖြစ်သည်ကိုမို့တကယ်လို့မော်တော်မှောက်သွားပြီဆိုပါတော့ကိုမို့ဘာလုပ်မလဲကျမခတ်တိုးတိုးမေးတော့သူကျမကိုငုံကြည့်ပြီးပြုံးသည် ကန်းဆက်ကိုကူးပြေးမှာပေါ့အဲ့ ျမရင်ထဲမှာချင်းကနေနာကျင်သွားပါသည်ကိုကိုမကယ်ပဲတယောက်တည်းကူးပြေးမယ်ဟုတ်လားထိုအခါကျမှသူကပြုံးရယ်၍ကျမကိုနှစ်သိမ့်သည်ဟာအေး sorry အန်ဟာငါနင်းရေမကူးတတ်တာမေ့သွားလို့ပါတကယ်ရင်နစ်ပြီဆိုရင်တော့နင့်ကိုငါတွဲပြီးကူးပြေးမှာပေါ့အခုစကားပြောနေချိန်မှာပဲကျမရေမကူးတတ်ကြောင်သူမေ့နေပါက အသက်အန္တရာယ်နဲ့ရင်ဆိုင်ရသည့်အချိန်တွင်ကြောက်လန့်တကြားသူပုံမေ့မှတေးချပါသည်ကျမသူ့မျက်လုံးများကိုစိတ်စိတ်ဆက်ဆက်ကြည့်မိတော့ ကျမမြင်တွေ့ခြင်းသည်လေးနက်မှုကျင်နာမှုအရေးတကြီးကယူဆိုင်မှုတို့လုံးဝမတွေ့ရပဲရှိနေသည်ကျမတွေ့ရသည်ကဘာကိုမှ အလေးနက်မထားတတ်သည့်ပော့တန်သောအပြုံနှင့်ရေမောသည့်မျက်လုံးများသာဖြစ်သည် ကျမသည်ကျမ၏ချစ်သူအပေါ်ပထမဦးဆုံးအကြိမ်တန်တရားဝင်မိသည်ရုပ်ရှင်နေဝတ္ထုရည်တဲမှာသာဇလိုက်မင်းသားကဇလိုက်မင်းသမီးကိုအသက်အနည်းငယ်မှတွားရောက်ရင်ဆိုင်ကကဲတင်ပေးသည့်အဖြစ်များကိုကျမအလွန်အားကြဇနက်ခဲ့ပူသည် Brian Adam ၏ Everything I Do I Do It For You တခြင်းကိုကြည်နူးရင်ခုန်စွာနားထောင်ခဲ့ဘူးသည်တကယ်အဖြစ်မှန်မှာတော့ကျမအဲ့ဒီလိုမျှော်လင့်၍ရနိုင်ပါမလားရင်းနှစ်တဲ့သူကိုဆယ်ရင်ရေကူးရတာလွယ်ပါမလားကိုမို့ဟင်ကျမအလေးအနက်မေးမိတော့သူကပခုံးတွန်း၏တိတ်တော့မလွယ်ဘူးအဲ့ငါကလေးတယောက်ရေနှစ်တောင်ဆယ်ဘူးတယ်ဟာအရင်ပင်မန်းတာပဲငါဖြင့်ငါပါတည်ပြီးလို့တော့အောင်းမိတာလှိုင်းလုံးနေရကဲနဲ့ဝေအောင်တွန်းတွန်းပို့နေတာဟုတ် ဒါတော့တော့ကလေးရ၈နှစ်၉နှစ်အရွယ်ဒါပေမဲ့ကမ်းပေါ်ရောက်တော့ငါတတိလူလစ်မတက်မောနေပြီသူများတက်ကိုကဲရဲဆိုတာနမဲတော့ကောင်းတယ်ဒါပေမဲ့အဲ့ရဲ့လူကတော့တေးလို့မျောပါပဲကျမသူ့ကိုမယုံတင်ခါဖြင့်ကြည့်မိသည်ကိုရည်နှင့်ယူတကယ်ဆယ်မာလာရင်ဖြစ်ရလေအဲ့ရဲ့အဲ့လဲရည်နှစ်မှာမဟုတ်ဘူးမော်တော်လဲအခုဘာမှဖြစ်တာမဟုတ်ဘူးဘာရီလာမင်းနေရလဲဟွန်းအဲ့မေရအောင်ဖြစ်ယူဆယ်မာလာမဆယ်ဘူးလားသူမျက်မှောင်ကြုံကရဲလေသည် ဆယ်ဖို့အချိန်နေပြီးဆယ်မှာပေါ့အဲငါနဲ့နေတဲ့အဝေးမှာလည်းမဟုတ်ဘူးမော်တော်လိုမျိုးလှေလိုမျိုးပစ္စည်းမျိုးနဲ့လည်းချားမနေဘူးနင့်အောင်လည်းမြင်နေရတယ်ဆိုရင်ငါဆယ်မှာပေါ့အချိန်နေမပေးရင်တော့ဒီတိုင်းပြစ်ထားမှာပေါ့ဟုတ်လားကျမပြုံးဖို့ကြိုးစားလေးရဲ့မပြုံးနိုင်တော့ပဲအတန်မတုံအောင်သာကြိုးစားထိန်းချုပ်လိုက်ရသည်ယူဟာကိုအတွက်အသက်မဆော့နိုင်ဘူးပေါ့သူဒီပထမတော့ရေမောတော့မလို့ပဲ သို့တော့ကျမအားတန့်အော်ကြည့်ပြီးနောက်မရေမောတော့ပဲခေါင်းတရရန်ဖြစ်နေသည်အန်ဒါတကယ်ဖြစ်နေရမဟုတ်ဘူးလေအန်နင်လည်းဘာမှမဖြစ်ပဲနဲ့ကျမဒီသူ့ကိုစူးစိုက်စွာကြည့်ရကရုတ်တရက်မျက်နှာလွှဲပြလိုက်မိသည်သို့တော့မော်တော်ဆက်ပြတ်နေစဉ်တုန်းကသူ့မျက်လုံးတွင် ကျမမြင်လိုက်ပြီးပြီပဲအဖြေကိုကျမတိပြီးပြီလေသူဒီကျမအကြောင်းကိုအစဉ်သဖြင့်ခေါင်းထဲထည့်ထားတတ်သူမဟုတ်ကျမရေမကူးတတ်ပါလားဟုတတိယမြည်သူလည်းမဟုတ် ကျမအတွက်သူ့ကိုယ်သူဆင်းရဲဒုက္ခတွေနဲ့သူဆင်းသက်မြည်သူမျိုးမဟုတ်။ကျမလိုအပ်သမျှအရာရာကို ဖြည့်ဆည်းပေးဖို့လေးနက်သူမဟုတ်။နတ်မောင်တော်သူ့မျက်ဝန်းများသည်ရယ်ရွှင်စရာကိုသာလိုက်ရှာနေမည်မျက်ဝန်းမျိုး။အန်ရဲ့ကြောင့်လည်းကိုလိုယုံပြည်မည်မျက်ဝန်းမျိုးပါ။တေချပါသည်။သူဒီကျမအတွက်အသက်ဆုံးမြည်ဟန်တစ်စက်မှမရှိပါ။အန်ရေနစ်တဲ့အကြောင်းကြီးတွေးနေတော့မလား။သူကကျမ၏လက်ဖြာများကိုလူအလစ်တွင် ဖြတ်ခနဲထွေးဆုပ်လျက်ခပ်ပြုံပြုံမေးသည် ကျမကခေါင်းရမ်းကတစ်ချက်ရေမို့မိသည်ထို့နောက်သူ့လက်ထဲမှကျမလက်ကိုမတိမတာဖြေယူလိုက်ရသည်သူလည်းအထီတွင် ကျမဟိုရခင်ကလို့ရင်ခုန်စွာမကြည်နူးမိသည်မှာဘာကြောင့်လဲအနေရဲ့ကြုံတွေ့လိုက်ရလို့ကျမဤချောက်ရွံ့တုံ့လုံသွားမှုကြောင့်ပဲလားဒို့မဟုတ်သူ့အပေါ်မှာကျမယုံကြည်ချက်ကင်းမဲ့သွားလို့လားဒါဖြစ်ရောဖြစ်တဲ့မှာရဲ့လားမော်တော်ဆက်ရက်သွားရခြင်းလှိုင်းလေထံကမော်တော်ရင်းထိုးလှုပ်ခါခြင်း ၎င်းတို့သည်ကျမချစ်သူနှင့်ကျမအချားရှိနှွေးထွေးချစ်ခင်မှုကိုအေးဆက်စိန်ကအောင်ဘလောက်အထိအကျိုးတက်ရောက်စေနိုင်မှာပါလဲဟာနောက်ဆုံးတော့ဘေးမတည်ရံမခပဲပြင်ရောက်ပြီပေါ့နင်တော့မတည်ဘူးငါဖြင့်စားလိုက်တာအံ့ဟာကဘာမှာကက်မိတော့အခါသူသည်ပော့ပါရွှင်ပြသွား၏ကျမသည်ထုံပိပိချိန်လန်းများဖြင့်မော်တော်မှဆင်းရဲဟန်ပြင်းမိသည်ကျမသည်ဘာကိုမှမခံစားနိုင်သလိုဦးကြောင်ကြောင်ကြီးဖြစ်နေခဲ့သည် သူကန်းဆက်ကိုခုံဆင်းပြီးနောက်ကျမခုံဆင်းရင်သူ့လက်ကိုကမ်းပေးလိုက်ပါသည်ဆောဆောစီတုံးကသူ့လက်များကိုကျမအားကိုးတကြီးဆုပ်ကင်ပြီးသူ့ခွန်အားအပေါ်ယုံကြည်စိတ်ချစွာခဏခဏဆင်းခဲ့ပူသည်ကြည်နူးပျော်ရွှင်ခဲ့ပူသည်ခြေနဲ့နှစ်သိမ့်ခဲ့ပူသည်ယခုအခါသူ့လက်သည်ကျမအားမြည်သည့်ခွန်အားကိုမှမပေးနိုင်တော့ချေသို့သောထိုလက်ကိုပင်ဟန်မပြတ်ဆုပ်ကင်လျက်ကျမသဲပြင်ကန်းဆက်သို့ခုံချလိုက်သည်ကျမရင်ထဲမှာအတွေးတစ်ခုတည်းရှိသည် ကျမရီကူးတင်မှဖြစ်မည် ိုအပြစ်ပြက်သည်9နှစ်6နှစ်တော်ကြာမြင့်ခဲ့ပါပြီ။ကျမသူမြင့်ဝေးกว่าကြလျင်ကောင်းမည်ဟုကျမကပဲစတင်ဆုံးဖြတ်ခါကျမကပဲစတင်လမ်းခွဲခဲ့ပါသည်။သူသည်ကျမ၏စိတ်ကိုနားမလည်နိုင်စွာဇဝေဇဝါဖြင့်ကြံရစ်ခဲ့သည်။မနာကြီးလာတော့သူတီကျမမျောလင့်ထားသလိုကျမအားတောင်းမှန်တိုးရှိုးခြင်းအတနာခံခြင်းလုံးဝမပြုလုပ်ခဲ့ပြီအန်နေအပြောင်းလဲမြန်လာ ਈ လာနေငါ့ကိုဘာအကြောင်းပြချက်နဲ့ထားခဲ့ရလဲငါ့ကိုပြောစမ်းပါပြောစမ်းပါအန် သူသည်တစ်ပင်ပင်စီကိုဒေါသတကြီးလက်သီးနှင့်ထိုးလျက်ဘာကိုမှမယုံကြည်နိုင်သောလူတယောက်ဤဟန်ဖြင့်အခံရခက်စွာကြင်ရစ်ခဲ့သည်။ကျမသူ့ကိုဘာအကြောင်းပြချက်မှမပေးနိုင်ခဲ့ပါ။ကျမပေးနိုင်သည့်အကြောင်းပြချက်ကိုသူနားလည်မှလည်းမဟုတ်။သူလက်ခံနိုင်မှလည်းမဟုတ်။သူသာမဟုတ်အခြားဘယ်သူမှနားလည်လက်ခံနိုင်မည်မထင်ပါ။ ထို့ကြောင့်လည်းကျမသူနဲ့ကွဲကွာသွားရသည့်အကြောင်းအရင်းကိုဘဲတငယ်ချင်းကိုမှကျမမပြောပြခဲ့ပါထို့ကြောင့်ကျမရီကူးတင်ရသည့်အကြောင်းအရင်းကိုလည်းညီသူမှမသိပါယခုလိုကာလများစွာကြာမြင့်ပြီးသည့်နောက်တွင်တော့မော်တော်ပေါ်ကအဖြစ်အပျက်သည့်ကျမအတွက်ဟာသတစ်ခုဖြစ်သွားခဲ့ပြီထိုစဉ်ကကျမ၏နာကြီးမှုနှင့်အခံရခံမှုတို့ကိုလည်းကျမကိုယ်တိုင်ရင်မောနိုင်ခဲ့ပြီလောကမှာစိတ်ကူးဖြင့်မှန်းဆအဖြေထုတ်ရမဖြစ်နိုင်သောပုံစံများစွာရှိကြောင်းကိုလည်းကျမလက်ခံခဲ့ပြီ တခါတခါတော့ဖျားဖူးဧည့်သည်တို့ကို AR မြစ်တလျှောက်မော်တော်ခရီးဖြင့်ကုန်းတော်ကြီးဖျားနှင့်ကြောက်ခုဥမင်တို့လိုက်ပို့ရတတ်သည် ထိုအခါမျိုးတွင်ကျမသူ့ကိုအမြဲလိုလိုတည်ရတတ်ပါသည် ထိုအခါမျိုးတွင်ကျမခက်ရှက်ရှက်ဖြင့်ပြုံးမိသွားတတ်ပါသည်သို့တော်ကျမရင်ထဲမှာလွမ်းဆုတန်တားသည့်ဝေဒနာဖြင့်နှင့်ငင်နာကျင်လေးပင်သွားရတတ်ပါသည်ယခုမှတော့အားလုံးပြီးဆုံးသွားခဲ့ပြီသူ့ကိုလည်းကျမတစ်ချိန်တစ်ခါမှ ပြန်လည်မတွေ့ရတော့ဘူးဖြစ်ပါသည်ဂျူး 你编吧嘛。